သူမမင်းကိုလုံမရှိတယ်လို့မန်ယူကိုလည်းလုံမရှိတဲ့ယိုကယ်ရက်ဥရောပထိပ်တန်းတင်းများရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ Sportiness Bone တိုက်စစ်မှုယိုကယ်ရက်ကလာမယ့်နေ့မှာပြောင်းရွှေ့လို့တဲ့ပရီးမီးယားလိအတင်းသုံးတင်းရှိနေပြီးအဲ့ဒီတည်းမှာသူ့ကိုခေါ်ယူခြင်းနေတဲ့မန်ယူအသင်းမပါဝင်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဆူရင်လာယိုစင်တိုက်စစ်မှုယိုကယ်ရက်ဟာ Brighton, Swansea, Coventry တို့မှာကစားဖို့ပြီးအခုကအင်္ဂလန်ကိုပြန်လာရန်ဆန္ဒရှိနေတာပါ။ယိုကယ်ရက်ဟာ2023နွေကမှ Sportiness Bone ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးအတင်းတော်ပြိုင်ပွဲစုံပွဲ60မှာ62ဂိုးအထိဒွင်းယူထားတာဖြစ်ပါတယ်။ ူရရှိခဲ့တဲ့ဒွင်ကိုအများစုမှာလက်ရှိနီးပြရူဘင်အာမိုရင်နဲ့လက်တွဲခဲ့စဉ်ကရရှိခဲ့ခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မန်ယူတင်းနီးပြအာမိုရင်ကယူကေရောနဲ့မန်ယူတင်းမှာလက်တွဲရန်ဆန္ဒရှိနေပေမဲ့လည်းကစားသမားကတော့မန်ယူတင်းကိုပြောင်းချွေလို့ခြင်းမရှိကြောင်းသိရပါတယ်။အာမိုရင်လိုဒုက္ခမရအောင်ဂျိုတင်စဉ်းစားနေတာလည်းဖြစ်နိုင်ပြီးကစားသမားအများစုဟာလည်းမန်ယူကိုရောက်မှပြဿနာတက်ကြတာမို့ယူကေရအနေနဲ့လည်းအဲ့လိုဖြစ်ရှင်တဲ့ပုံမပေါ်တာကြောင့်အဖက်ဖက်ကစိုးရုပ်လာနေတဲ့မန်ယူကိုမပြောင်းချွေပဲအတင်းကြီးတွေကိုသာပြောင်းချွေနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပေါ်တူဂီသတင်းစာအာပိုလာက ရိုဂရက်အနေနဲ့လီဗာပူးမန်စီးတီးနဲ့အာဆင်နယ်ထဲမှာတတိယငိုသာပြောင်းရွှေ့လို့နေကြောင်းဖော်ပြလာခဲ့ပါတယ်။ Sporting Lisbon ဟာလာမယ့်ရီမှာရိုဂရက်ကိုယူရိုတန်း90ပြင်ရောင်းချနိုင်ပွဲရှိကြောင်းလည်းအပူလာကဖော်ပြခဲ့ပါတယ်။ဒီမှာ United ရဲ့အမ